မကောင်းခဲ့တဲ့အတိတ်အတွက်အနာဂတ်မှာပူကျူးစားပြီးကောင်းအောင်နေလိုက်ပါအကောင်းမြင်စိတ်လေးကပ်ပြီးတော့မှကောင်းတာလေးမြင်ပြပေးပြီးနေတိုင်းမှာအတွေ့အကြုံမှာစိတ်ကံစားမှုကိုဗတ်တိပေးပါတယ်ပျော်ရွှင်တဲ့အတွေ့အကြုံလူကိုပြောစီပြီးဝမ်းနည်းစရာတွေ့တွေကတော့လူကိုစိတ်တက်ချစီပါအတွေ့အရဆွေးရရှိတဲ့အတွက်ထပ်ပါတလဲလဲတွေးမိနေအောင်ဆွေးဆောင်ပါလိမ့်မယ်ဒါကြောင့်ပျော်စရာများများတွေ့တတ်ဖို့လိုပါလိမ့်မယ်နေ့ရက်တိုင်းကို positive mind ထားပြီးတော့မှပြတ်သန်းမယ်ဆိုရင်ကျွန်တော်တို့ရဲ့ဘုံမူရနှုတ်မူရတွေကကောင်းမွန်တဲ့အပြုသဘောဆောင်မှုတွေပဲကိုရောက်လာပြီး ကောင်းမွန်တဲ့စိတ်ကစားချက်တွေပါရရှိလာပါလိမ့်မယ်။ဒီနေရာမှာအကောင်းမြင်စိတ်ဆိုတာကောင်းလာတယ်ကိုပဲတွေးပြတတ်ရမယ်ဆိုပေမဲ့နေရာတိုင်းမှာတော့မဟုတ်ဘူးပေါ့။လောကမှာကြုံတွေ့ရတဲ့တချို့သောအကြောင်းရင်းတွေကအကောင်းမြင်တတ်ဖို့အတော်လေးခက်ခဲတယ်ဆိုတာကိုတော့ဒုတိုက်နားလည်ကြမယ်ထင်ပါတယ်။ဒါပေမဲ့ကိုယ်တိုင်နိုင်တဲ့အကြောင်းတရားမျိုးတွေမှာတော့အကောင်းမြင်စိတ်ထားဖို့လိုပါတယ်။ဘဝအလားပါတဲ့ပကြီးကမဟုတ်သလိုကိုယ်တိုင်ရေးထုတ်နိုင်တဲ့ပြောစရာဝတ္ထုပုံလည်းမဟုတ်ဘူး။ဒါကြောင့်မပြည့်စုံမှုတွေဆိုးရတဲ့အပြည့်အပြည့်တွေကအမြဲရှိနေမှာပဲ။အဲ့ဒီအရာတွေကျွန်တော်လည်းကောင်းလာလေးတွေမျှတွေးနိုင်မှုကြိုးစားတယ်ဗျ။ ဒါဘဝအတွက်အမှန်တကယ်လိုအပ်ပြီးပြီးပြည့်စုံတဲ့အကောင်းမြင်စိတ်ပဲဖြစ်ပါတယ်။အကောင်းမြင်စိတ်ကိုသေးပွဲတဲ့ကိစ္စလေးကနေစတင်ပြီးတော့မှတပြေးပြေးမွေးမြူရမယ်။ကျွန်တော်တို့နေစဉ်ဖြတ်သန်းနေရတဲ့အကြောင်းအရာတွေမှာအကောင်းမြင်စိတ်ကတ်ကြည့်လို့ရတဲ့အရာတွေအများကြီးရှိပါတယ်။ဥပမာ online shop တကူကနေ delivery နဲ့ပြည့်စည်มาတယ်ဆိုပါစို့။ခဏလေးရောက်ပါတော့မယ်လို့ဖုန်းဆက်ထားပြီးအတော်ကြာတိရောက်မလာဘူး။ဖုန်းဆက်ထားပြီးကိုယ်တိမလာဘူးစောင်းရတာစိတ်မရှိတဲ့အခါဒေါသစိတ်တွေဖြစ်လာမယ်ဆိုရင်ပထမအဦးဆုံးပူလောင်ရတာကကိုပဲဖြစ်ပါလေ။ဒီပူလောင်စိတ်ဒေါသစိတ်ကနေတစ်စက်ကိုရဲ့ကိုမူရနှုတ်မူရတွေက ရုံရင်ချက်တန်းလာမယ်။အဲဒီအချိန်မှာစိတ်တွေလည်းနောက်ကြည့်ကုန်ပြီးအကြီးကြီးကကိုနဲ့အဝေးကိုထွက်ပြေးသွားကြလိမ့်မယ်။လောလောဆယ်မှာတော့နေနာသူကကိုယ်တိုင်ဖြစ်နေပြီမလား။ကဲအကောင်းမြစေလေးကတ်ကြည့်ရအောင်။ကိုကမိမိအိမ်မှာအရေးတွေကစောင့်နေတယ်။ဒလီသမားလေးကနေပူကြီးတဲ့စပိန်ကလေးနင်းလာတယ်။သူကမိဘကိုလိုချွေးနေတာလည်းဖြစ်ကောင်းဖြစ်လိမ့်မယ်။ဒီအချိန်ကြာပြီးမရောက်လာတာကအခက်အခဲတခုဖြစ်နေလို့လည်းဖြစ်လိမ့်မယ်။ဒလီသမားတွေကအခောက်အယှဉ်များလေးဝေပူရလိမ့်မယ်။တမင်သက်သက်တော့ကြားတာမဖြစ်နိုင်ဘူး။အဲ့လိုလေးအကောင်းမြင်ကြည့်စိတ်ကိုအေးချမ်းသွားလိမ့်မယ်။တပတ်လိုပေါ်ဆန္ဒတက်လိမ့်မယ်။ အကောင်းမြင်စေကဒေါသမျိုးကိုညှင်းစီကိုကိုကိုလည်းပို့ပြီးတော့မှနားလေလားစီအကောင်းမြင်စေကလေးနဲ့သာကြည့်တဲ့ရင်အရာရာအေးချမ်းလာမယ်ကဘာကြီးကအရင်ကတည်းကလှပလာပါလိမ့်မယ်